မမနော်မရင်းမာပင်ဖက်ရောက်ဘူးလားအညာသေးတာကိုချစ်လာပါတယ်ဆိုတဲ့မမဒီအရက်မှာထွက်တဲ့နေက အပူပိုကဲတာကိုကြုံဘူးမှာပဲအသေးချာသိလိမ့်မယ်ပေပင်ကုန်းထတော်ကုန်းတနောင်ကုန်းကျွန်တော်တို့အညာသားတွေမှာဝေးရပါလူပြည့်ရှုံးရပါတယ်ဓာရီအကုန်လုံးလဲကြုံဘူးမှာပဲအသေးချာသိလိမ့်မယ်မမနော်မကိုလာခေါ်ပြခြင်းနဲ့ ကြောမွဲတွေကြောဘလောက်မဲကြောင်းကျွန်သက်ရှိတဲ့ကြက်သွုံတွေအကြောင်းရက်လွန်နေတဲ့ပဲငပိတွေအကြောင်းစောက်ကြောင်းမကောင်းဘဝမှာထထဆဲရကောင်းမန်းတော့မသိရဲ့အညာသားလူလိမ္မာတွေအကြောင်းနောက်ပြီးကျွန်တော်တို့ဘလောက်ချစ်တတ်ကြောင်းကြောင်းတက်ရမယ့်အရွယ်မှာဒိုးကြောင်းစိတ်ကြောင်းတိတ်တဆိတ်ပဲအိုဟောင်းအသက်ကြီးပြီးကဘာကျော်အိမ်မက်ကြီးရေမခွင့်မရပဲ့ ပြီးသွားတဲ့ဘဝတွေအသားမဲမဲတနခါပဲကြတဲ့အညာသူမကလူတွေအမြင်မှာဘလောက်လှမယ်လို့အထင်ခံရမလဲဖြူဖြူစင်စင်ရိုးအားတဲ့ခတ်တုံးတုံးဘဝတွေမလိုချင်တော့ဘူးမမနော်မမြင်မှုချင်းနဲ့လက်ပံပွင့်နေလိုပဲစွန့်လွတ်ရဲတဲ့အညာသားတွေရဲ့တွေ့ရဲရဲပါတယ်တနတ်နဲ့အသေးလိုက်ပြနေတဲ့ကောင်တွေကို ဂဲနဲ့ပြန်ပေါက်ဖို့မကြောက်မလန့်ပြေးတက်သွားတဲ့ဘဲကြီးတွေအတောင်လိုက်ဆွဲနေတဲ့ဂန်းတွေကိုလက်လုံးတူမီနဲ့ခံပြည့်ရဲတဲ့ကောင်းတွေယူးကြောင်ကြောင်တက်တိဂဲတွေပဲတနတ်ဆိုတာကြည်တကယ်ထွက်သလားတရင်ကျွမှဖောက်တဲ့ပျောက်တန်လောက်ပဲကြားဘူးတဲ့အညာသားတွေပါမုံရွာမှာလူတွေတည်နေပြီတဲ့28ရက်နေ့မှာလာသမျှရွာတပိတ်စစ်ကြောင်းတွေ အကုန်ဖြိုခံရာတုန်းကကြောဘိုးလွယ်အိတ်တစ်လုံးနဲ့ကော်တေးတပလင်းကင်ပြီးရှေ့ဆုံးကပြေးတက်ခဲ့တဲ့ကောင်လေးဟာကျွန်တော်ပါ MA အဆုပ်တွေကအဟုတ်တေတမန်းတီးခင်မှာကျွန်တော်တို့ချစ်ရသူတွေမှာအပေါက်တွေကြီးပဲအဲအပေါက်တွေကြောင့်တောက်တခေါက်ခေါက်နဲ့ငိုနေရတယ်မမနော်မလာရင်ဖိုးချမ်းလန်းကိုလိုက်ပြမယ်ယမချောင်းတစ်ဖက်ကန်းက အလုံးလိုက်ပျောက်သွားတဲ့ကျေးစင်တောင်ဘက်လေလိုက်ပို့ဝေးမယ်။အရှိုက်ကိုထိမဲ့တေးခွက်တီးဖို့ဆိုဂစ်တာကိုကြိုးညှိတက်ဖို့မလိုမန်းမမနော်မအသေးချာတီးလိုက်မယ်။တံပိုးနဲ့အညာသားတွေပါတကယ်တက်ရဲလို့လေတကယ်တည်ရဲခဲ့ကြပါပြီ။လူမဆန်တဲ့ကောင်းလေးကိုတက်ဖို့စံထွက်တဲ့လေကွက်တွေရောင်းပြီးတနတ်ဝယ်လိုက်တဲ့ဦးကြီးကြီး ရာတော့တဲ့ကဒိုင်နမိုက်တွေတတိုင်းတိုင်းမိုက်တဲ့ဒိုင်နမိုက်တွေပဲတံပိုးနဲ့အညာသားတွေပါရက်ဖျူဂျီဘဝနဲ့ဘယ်နိုင်ငံကိုမှ ထွက်ပြေးခိုလုံဝင်ရမှာမဟုတ်ဘူးလွတ်တော်အမတ်ဖြစ်ချင်လို့တနက်ကြိုင်နေတာလည်းမဟုတ်ဘူးစောက်လုံးရှုပ်တဲ့နိုင်ငံရေးတွေလည်းနားမလည်ဘူးနိုင်တဲ့လောက်နဲ့ပြန်ခံချဖို့ကလွယ်ကြံတာလည်းစိတ်မဝင်စားဘူး ဖီနေမှုကိုငုံမခံလို့လို့အုံကြွားတဲ့လူရန်စားစစ်စစ်မမနော်မတိတ်ချစ်ပါတယ်ဆိုတဲ့အညာဒေတာမှာအခုဆို ရွာတွေပြစ်ပြီးပြေးနေကြရပြီရွာဦးဖုံးအင်းကျောင်းမှာစစ်တပ်ကတက်ဆွဲထားလို့ဘသူမှစိုးမပို့ရဲတော့ဘူးအိမ်အလုံးလိုက်တွေမင်းညုံခံရစိုးလိုက်တဲ့ဘဝအခြေအနေတန်ဖိုးနဲ့အညာသားတွေပါ ရာဆောင်တဲတဲကနွားចောင်းသားလေးပြစ်သက်ခံရတာရော ခင်တန်းဘက်ကတနတ်တန်နေအကြောင်းရောတမာပင်နေထန်းပင်နေပေါ်ကလောင်ချာကြည်ရာရီအကြောင်းရောနောက်ကနေတရက်ဆက်လိုက်ပြစ်လို့ဖနက်ကျုတ်အောင် ပြေးခဲ့ရတဲ့កောင်းတွေအကြောင်းရောရွာတဲကိုစစ်တပ်ဝင်မဲ့ကြတိုင်းပြေးလွှားနေကြရတဲ့အညာကအဖွားကြီးတွေအကြောင်းရောညာညာကင်းဖို့ဝေ့ရတဲ့အခါ မမနော်မာကို ချမ်းချမ်းစီစီလွမ်းမိသေးတဲ့အကြောင်းရောအစုံများမမနော်မာသဘောကျတဲ့အညာဒေတာမှာဖြစ်ပျက်သမျှတွေကို ပြောပြဖို့ဒီကဗျာရေးလိုက်ရပါတယ်မမနော်မာရင်းမာပင်ဘက်ရောက်ဘူးလားမေးကြည့်တော့ဟင်အင်းနဲ့အစဉ်ပြေရင်ကျွန်တော်မနေကျင်တော့တဲ့အရက်ကိုအလေအပတ်ခေါ်ရှင်နေဗျာကဏီဘက်မှာလေချောင်းနေပါဖြစ်တယ်တဲ့ ကျွန်တော်တိတ်စိတ်ညစ်တာပဲဘာပဲဖြစ်ဖြစ် မမနော်မာကိုတိတ်ချစ်ကြောင်းပြောမယ်အညာသားလေးကျွန်တော်လာအခေါ်ကိုညှော်နေပါညံ့ညံ့ရုတ်ဖတ်သူရဲဘော်အသေးလေး